ကျွန်တော်ရဲ့အခုဗီဒီယိုသင်ခန်းစာတွေက Ubuntu ကို daily 3နိုင်အောင် Windows လို3နိုင်အောင်သင်ပေးမှာဖြစ်တဲ့အတွက်နောက်ထပ်တစ်ခုကိုဆက်ပြီးတော့လေ့လာကြည့်အောင်။ဒါလည်းဆိုလို့ရှိရင်ကျွန်တော်တို့က Windows နဲ့ Ubuntu နဲ့ကွာခြားချက်တွေကိုအရင်ဆုံးသိမှရမယ်ပေါ့နော်။အဲတော့ Windows မှာတော့ဗားရေးရှိတယ်။ Linux မှာတော့ဗားရေးရှိတယ်။ဘလို့တွေသုံးလို့ရလဲဆိုတာကိုအရင်ဆုံးထပ်ပြီးတော့ရှင်းပြပေးပါမယ်။အဲတော့ကျွန်တော်ထပ်ပြီးတော့ကြည့်လိုက်ကြရအောင်။ ကျွန်တော် Windows နဲ့ Ubuntu နဲ့နှိုင်းရှင်ပြီးတော့ကျွန်တော်ကြည့်မယ်ဆိုရင်ပေါ့နော်အဲ့တော့ Windows ပဲဖြစ်စေ Linux ပဲအာ sorry Windows ပဲဖြစ်စေ Ubuntu ဖြစ်စေသူတို့နှစ်ခုလုံးက operating system ပဲအဲ့တော့ operating system နေဆိုတဲ့အတိတ်ဘက်ကကျွန်တော်က user account နေအများကြီး create လုပ်လို့ရတယ်ပြီးလို့ရှိရင်ကျွန်တော်ကအလုပ်တွေအများကြီးတစ်ပြိုင်နက်ထက်မှလုပ်လို့ရတယ်ပြီးရင်ကိုယ်အသုံးပြုချင်တဲ့ software တွေကို installation လုပ်ပြီးတော့နေ့စဉ်သုံးသုံးလို့ရတယ် ဥပမာကျွန်တော် web browser ဖွင့်မယ် YouTube ကြည့်မယ် Facebook သုံးမယ်ပေါ့စသဖြင့်ပေါ့နော်နောက်တစ်ခုက multi tasking ဆိုတာကအလုပ်လုပ်တဲ့နေရာမှာကျွန်တော်တပြိုင်နက်တည်းအခုလို video call ခေါ်ရင်းနဲ့လည်းကျွန်တော်ရုပ်ရှင်ကြည့်နေတာမျိုးလို့ပေါ့နော်ဒါတွေအများကြီးလုပ်လို့ရတယ်ဒါတွေကိုဆိုလိုခြင်းဖြစ်ပါတယ်အဲ့တော့ဒီ Windows နဲ့ Ubuntu နဲ့ဒီနှစ်ခုလုံးကဒါတွေကိုရတယ်ဒါပေမဲ့မတူတဲ့အချက်ရှိတယ်ကျွန်တော်တို့ Windows မှာဆိုလို့ရှိရင် Windows ကို ကျွန်တော်က line 10နဲ့ဝယ်သုံးရမယ် line 10နဲ့ဝယ်သုံးရမယ်အဲ့တော့ line 10နဲ့ဝယ်မသုံးကြုံဆိုရင်ကျွန်တော်မြန်မာပြည်ကအသုံးပြုသူအများစုကတော့ဟိုဘာနဲ့ဝယ်ဟို crap version နေနဲ့သုံးနေကြတယ်ပေါ့နော် line 10တွေကိုကိုပါဆိုကို activate လုပ်ပြီးတော့အသုံးပြုကြတယ်တကယ်တော့တော့ဒါတွေကလုံခြုံရေးအတွက်တော့မကောင်းဘူးအဆင်မပြေဘူးပေါ့နော်အဲ့တော့အဓိကကျွန်တော်တို့ security ဘိုင်းကိုလေးထားတယ်ဆိုလို့ရှိရင်တော့ license နဲ့ဝယ်သုံးစေချင်ပါတယ် ဘာမှလည်းအဲ့လောက်ဒီကုန်ကြစည်ကြီးတာမဟုတ်ဘောဗျာအဲ့တော့ license နဲ့ဝယ်သုံးလိုက်မယ်ဆိုလို့ရှင်ပုံမှန် security update တွေရတယ်ဗောနော်ဒါကကျွန်တော်ထည့်သွင်းပြီးပြောပေးတာအဲ့တော့ကျွန်တော်ဒါ windows ကိုသုံးမှဆိုရင်တော့ပုံမှန်ဆိုရင်တော့ license နဲ့ဝယ်သုံးရတယ်ဗောကျွန်တော် ubuntu ကိုသုံးမှဆိုရင်တော့ license ဝယ်ပေးသုံးဝယ်သုံးကြမလို့ကျွန်တော် free သုံးရမယ်အဲ့တော့ free သုံးရမယ်သူ့ရဲ့ official website ကနေပြီးတော့ကျွန်တော် download လုပ်ပြီးတော့ install လုပ်ပြီးတော့သုံးရမယ်ဟုတ်ပြီနော် တော့ကွာခြားချက်က license and free ဒီနှစ်ခုကွာတယ်လို့ရေဘူအားဖြင့်သတ်မှတ်လို့ရတယ် okay အဲ့တော့ကျွန်တော်တို့အခုလက်ရှိ windows solution windows 7 version နေရှိတယ် windows 7 xp windows 7 windows 8 windows 10 windows 11စသဖြင့်ရှိရပါတော့เนาะ okay ကျွန်တော် ubuntu မှာလည်း ubuntu ရဲ့ version နေရှိတယ်ဗျအဲ့တော့ ubuntu ရဲ့ version နေအကြောင်းကျွန်တော်ဆက်ပြီးတော့ပြောကြည့်ကြရအောင် ဲ့ UBUNTU ubuntu.com ဆိုတဲ့ website ကိုသွားပြီးတော့ download နေရာမှာ download လုပ်အောင်အဲ့ ubuntu ရဲ့ version နေရာဘာတွေရှိလဲဆိုလို့ရှိရင် ubuntu က24.04ဆိုပြီးတော့အခု24.04 ATS version ထွက်နေပြီဒါက2000သူ့ရဲ့ version ရဲ့ပုံစံပြောရရင်တော့2024လေးလပိုင်းက ီ ADS ဆိုတာက long term support လို့ခေါ်တယ် LONG SUPP ORT အဲ့ long term support လို့ခေါ်တယ်ဒါ juventus.com ဆိုတဲ့ website ကိုသွားပြီးတော့ download လုပ်မယ်ဆိုရင်အခုနောက်ဆုံး version ဒီ24.04 ADS ဒီ version က long term support ဖြစ်တယ်ဒီ version ကိုကျွန်တော်သုံးချင်လဲရတယ်အဲ့တော့အရှိကနှစ်ပေါ့နောက်က dot ရဲ့နောက်ကလပေါ့ ဒါကိုသိနိုင်တယ်ပေါ့နော်အဲ့တော့အရှိနှစ်တွေပေါ့2022မှာလဲကျွန်တော်၄လပိုင်းမှာလဲ ADS version တစ်ခုထွက်တယ်2024လပိုင်းမှာလဲ ADS version တစ်ခုထွက်တယ်အဲ့တော့ဒီမှာက version တစ်ခုနဲ့တစ်ခုကြားထဲမှာကကျွန်တော်တို့ကနှစ်နှစ်စီกว่าဟာနေနှစ်နှစ်ကြကြိမ် version တစ်ခုထွက်တယ်ပေါ့အဲ့တော့နောက်ထပ်2026လေးလပိုင်းမှာလဲနောက်ထပ် version တစ်ခုထပ်ထွက်ပါလိမ့်မယ် တော့ထပ်သမျှ version နဲ့အခု20.04ဆိုလို့ရှိရင်9နှစ်သက်တမ်းဆိုရင်2025မှာ तू ဟာ analyze ဖြစ်သွားပြီ end of life ပေါ့နော် analyze လို့ခေါ်တယ်နောက်တစ်ခု2022 22.04ADS ဆိုလို့ရှိရင်လည်း9နှစ်သက်တမ်းပေါ့9နှစ်သုံးလို့ရမယ် तू ဟာ2029မှာသက်တမ်းကုန်မယ်အခုနောက်ဆုံးထွက်တာတယ်ကျွန်တော်24.04မှာကတော့ကျွန်တော်12နှစ်သက်တမ်းပေါ့နော်အဲ့တော့ ျော်ဘယ်လောက်36နှစ်ပေါ့เนาะ36နှစ်2036ဆိုလို့ရှိရင်သူကတတန်းကုန်မယ်ပေါ့เนาะအခု okay အဲ့တော့ကျွန်တော်ဒါက Ubuntu ရဲ့ version တွေကိုပြောပြတာအဲ့တော့အကိုရေးတဲ့ကျွန်တော် Ubuntu version ကိုလည်းကျွန်တော်ဒီလို stable version နှစ်တည်းအကြာကြီးနဲ့မသုံးကြဘူးလေနှစ်တိုင်းထွက်တဲ့ version ရှိလားဆိုထွက်တယ်နှစ်စဉ် version အသစ်တွေထွက်တယ်2024နဲ့ပဲပြောတော့2024ဆယ်လပိုင်းမှာပဲ version တစ်ခုထွက်တယ် ောက်ထပ်2025ဆယ်လပိုင်းမှာလည်း version တစ်ခုတက်တယ်။ထို့သမျှ version တွေအားလုံးဒီ6လသက်တမ်းပဲရှိတယ်။ဒီကောင်ဒီ unstable version ပါ။ထို့သမျှနည်းပညာအကုန်လုံးကိုနှစ်စင်ဒီထဲမှာထည့်ပြီးတော့သုံးသွားတာ။ဒါကြောင့်မို့ကျွန်တော်တို့ beginner အနေနဲ့ဒီလိုမျိုး version တွေကိုကျွန်တော်ကတော့ recommend မပေးပါဘူး။ကျွန်တော်ဘယ်လိုမျိုး version ကိုပဲ recommend ပေးလဲဆိုလို့ရှိရင် ADS version ကိုပဲ recommend ပေးပါတယ်။အဲ့တော့အခုပြပြသွားတဲ့အကြောင်းအရာကကျွန်တော်တို့ Windows နဲ့ Ubuntu နဲ့ ခြားနာတဲ့ပုံစံနဲ့ပြီးတဲ့အခါမှာကျတို့ Windows version, Ubuntu version တွေကိုပြပြသွားတာဖြစ်ပါတယ်။နောက်ဗီဒီယိုမှာဆက်လက်လေ့လာကြားရပါမယ်။အားလုံးကျေးဇူးတင်ပါတယ်ဗျာ။